အရင်ခေတ်က CGI နဲ့တိတ်မထွန်းကားခင်တုန်းကရိုက်ကွင်းမှာမှန်တကယ်ထိုးတက်ခဲ့ကြပြီးအော်စကာဆုများစွာကိုတိုင်ပိုက်ထားတဲ့ Rocky ရဲ့ဇာတ်ကားအပိုင်းနဲ့ပဲဖြစ်ပါတယ်။လဝဲပွဲပြီးမှာတော့တနင်းတော့တွေဟာ Rocky ကိုမကြေဝဲထိုးဖို့ရှိလားဆိုပြီးမေးမြန်းနေပါတယ်။ Apollo ကလည်း Rocky ကိုအလဲမထိုးနိုင်ခဲ့လို့မကြေမနှက်ဖြစ်နေခဲ့ပါတယ်။ Apollo က Rocky ကိုမင်းတတိရှိရင်ငါနဲ့ထပ်ထိုးရအောင်လို့ဆိုပြီးအော်ပြောနေပါတယ်။ Rocky ကဒါဟာကျွန်တော်ရဲ့နောက်ဆုံးထိုးပွဲဖြစ်ပြီးလဝဲလောကကနေအနားယူတော့မယ်လို့တနင်းမီဒီယာရဲ့ရှေ့မှာတရားဝင်ကြေညာလိုက်ပါတယ်။အဲနောက် Rocky ကစေကူးသားမှုခံယူခဲ့ပြီးဆရာ ာဝန်တွေဟာသူ့ရဲ့မျက်လုံးတန်ရာကြောင့်ပွဲဆက်မထိုးဖို့အကြံပေးပါတယ်။အဲနောက်စေကူသားမှုခံယူနေတဲ့အပိုလိုစီကိုတွားရောက်ကသူ့ကိုအာဂုံထိုးတက်ခဲ့တာလားလို့မေးပါတယ်။အကြောင်းကတော့အပိုလိုဟာသူ့ကိုရှော့ထိုးခဲ့တယ်လို့ထင်နေတာဖြစ်ပြီး ်အပူလိုကငါမင်းကိုရေကုန်ထိုးတက်ခဲ့တာပါလို့ဖြေတော့လှည့်ပြန်လာခဲ့ပါတယ်။ဒံယာလီတက်တာလာတဲ့အချိန်မှာတော့စေယုံကနေဆင်းလာခဲ့ပြီးအပူလိုကို15ကြီးပြည့်အောင်ထိုးနိုင်တဲ့ရော်ကီဟာနမကြီးနေတာကြောင့်သူ့ကိုကြောင်ညာရိုက်ဖို့လာရောက်ကန်လန့်ပါတယ်။ဒါပေမဲ့ရော်ကီဟာအေးဆေးပဲနေနေတာကြောင့်ကန်လန့်ချက်တွေကိုညှင်းဆိုခဲ့ပါတယ်။သူ့ဤစားဒေယံနဲ့အတူတရိတ်ဆန်ယုံကိုတွားရောက်လည်ပတ်ခဲ့ပါတယ်။အဲနောက်ရော်ကီဟာဒေယံကိုလက်ထောက်ခင်းနှောင်းခဲ့ပြီးဒေယံကလည်းလက်ခံခဲ့ပါတယ်။ ။အနောက်လော်ဂီနဲ့ဒေရန်တို့ဟာသူတို့ဘာသာအယူအဆအတိုင်းလက်ထပ်ပွဲကိုကျင်းပကြပါတယ်။လက်ထပ်ဆမင်္ဂလာဦးမောင်နှံနှစ်ယောက်ဟာအလွန်ကိုချစ်ကြည်နူးနေကြပါတော့တယ်။လက်ဝဲဝဲပြီးတော့ငွေရှင်နေတဲ့ရော်ဂီဟာသူတို့လင်မယားစီးဖို့အတွက်ကားတစ်စင်းကိုဝယ်ယူပါတယ်။ဒေရန်ကသူ့ယောက်ျားကိုကောင်းမောက်တက်လို့လားဆိုပြီးပြောတော့ရော်ဂီကငါမလုပ်တတ်တာဘာမှမရှိဘူးဆိုပြီးစားနောက်ပြောဆိုလိုက်ပါတယ်။လက်ထဲငွေရှင်နေတဲ့ရော်ဂီဟာသူ့မိမအတွက်အဝတ်အစားတွေနာယီတွေကိုဝယ်ပေးက ပတ်စံကိုထင်သလိုတုတ်ဖြုံနေပါတယ်။သူခွေအတဆိုပြီးလက်ပတ်အကောင်းစားတောင်ဝယ်ပေးလိုက်ပါသေးတယ်။အဲနောက်သူတို့နေထိုင်ဖို့အတွက်အိမ်တလုံးကိုဝယ်ယူဖို့လုပ်နေပါတယ်။သူမင်းမကရော်ကီကိုအိမ်ကိုတိချာကြည့်ပြီးဈေးစစ်ဝယ်ဖို့ပြောပေမယ့်ရော်ကီကတော့ရှေ့ရှေ့ဝေးဝေးပြောမနေတော့ဘဲအိမ်ကိုတစ်ခါတည်းငွေချေကဝယ်ယူလိုက်ပါတယ်။အပိုလိုဘက်မှာတော့ရော်ကီကို15ကြိပ်ပြီးအောင်ထုတ်လိုက်ရတဲ့အတွက်ပိတ်သက်တွေကအပိုလိုကိုလှုပ်ပွဲထိုးတယ်ဆိုပြီးဆွဆွဲနေကြတာကြောင့်အပိုလိုတယောက်လည်းစိတ်ညစ်နေခဲ့ပါတယ်။အိမ်တော်သက်ကြလာတဲ့အခါဒေယံဟာရော်ကီအတွက်ရင်သွေးလေးကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။တာအိုလ ေးရအတွက်စိတ်လှုပ်ရှားနေတဲ့ရော်ကီကတာလီမွေးလာရင်လှုပ်ပေးမဲ့အစီအစဉ်တွေကို သူ့မိမကိုပြောပြနေပါတော့တယ်။ရော်ကီလက်ဝဲပွဲကရတဲ့ငွေဟာအင်ဝဲကားဝယ်တာနဲ့ကုန်သွားပြီဖြစ်တာကြောင့်ကြောင်ညာတွေကိုလက်ခံရိုက်ကူပါတယ်။ကြောင်ညာတစ်ခါမှမမြင်ဘူးတဲ့ရော်ကီဟာနေမတက်ထိုင်မတက်ဖြစ်နေပါနဲ့။အဲနောက်သူ့ကိုအဝတ်စားတွေပြင်ဆင်ပေးပြီးစတင်ရိုက်ကူပါတယ်။လက်ဝဲဒိုးတာကိုကြွချင်းပေးမယ်။စာပေလိုက်စားလေးမရှိတာကြောင့်ကြောင်ညာစားသားတွေကိုမှန်အောင်မနှဲရွံ့နေရပါတယ်။ကြောင်ညာတပုတ်ကို186ခေါက်လောက်ပြန်ရိုက်နေရတဲ့အတွက်ဒရိုက်တာဟာလည်းစိတ်မရှိတော့ပဲရော်ကီရဲ့ကြောင်ညာကိုဖျက်သိမ်းလိုက်ပါတယ်။သူ့မိမရဲ့ကိုဝင် အတွက်မွေးဖွားစရိတ်လိုနေတဲ့ရော်ဂီဟာကုမ္ပဏီတွေမှာအလုပ်အင်တာဗျူးလိုက်လျှောက်ပါတယ်။လက်ဝဲထိုးတာကလွယ်ပြီးကြံရမလုပ်တတ်တဲ့ရော်ဂီကိုဘယ်သူကမှအလုပ်မပေးချင်ကြပါဘူး။အလုပ်ရှာမရတဲ့ရော်ဂီဟာကြံရမရတဲ့အဆုံးသူ့ရောက်ဖပေါ်လီရဲ့ကူညီပေးမှုနဲ့ပေါ်လီရဲ့တားပြတ်ဆက်ယုံမှာအလုပ်ဝင်ခဲ့ပါတယ်။အဲနောက်ရော်ဂီဟာအသားတွေကိုလိပြတ်ပေးရာအသားတွေကိုထမ်းပြီးတည်ဆောင်ပေးရာတန်ရှင်းလုပ်ပေးရပါတယ်။အလုပ်လုပ်ရတာပင်မပင်မဲ့သူ့မိမအဖို့ကိုတော့အပြုံးပြက်လေးမရှိပါဘူး။နောက်တစ်နေ့လဲရော်ဂီဟာပုံမှန်အတိုင်းလုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်ပါတယ်။အဲနောက်အလုပ်သမားကောင်းဆောင်ကသူ့ကိုစကားပြော ို့ခေါ်ပါတယ်။ကောင်းဆောင်ကကုမ္ပဏီဝန်ထမ်းလျှော့ချကြမှာဖြစ်တာကြောင့်လုံသက်နေနေပဲရှိသေးတဲ့ရော်ကီကအလုပ်ထုတ်ပဲခံရတဲ့ဆင်းတဲ့ပါကြောင်ပြောပါတယ်။အလုပ်သမားကောင်းဆောင်ကငါလည်းစိတ်မကောင်းပါဘူးလို့ဆိုကရော်ကီကိုနှစ်သိမ့်ပေးလိုက်ပါတယ်။အလုပ်ထွက်လာရတဲ့အတွက်ငွေလိုအပ်နေတဲ့ရော်ကီကသူ့ကားကိုသူ့ရောက်ဖားပေါ်လီစီကိုရောင်းချခဲ့ပါတယ်။အဲနောက်အိမ်ပြန်လာပြီးသူ့အိမ်အောက်ကလက်ဝဲအိတ်ကိုထိုးနှက်နေပါတော့တယ်။သူ့မိမကဘာဖြစ်နေတာလဲမေးတော့သူ့အလုပ်ပြုတ်သွားပြီဖြစ်ကြောင်းနဲ့လက်ဝဲပြန်ထိုးမလို့လေ့ကျင့်နေတာလို့ပြောပါတယ်။ရော်ကီရဲ့မျက်လုံးအခြေအနေဟာလက်ဝဲထိုးဖို့အဆင်မပြေတာကြောင့်သူ့မိမကငွေ ယ်လို့ရင်ကျွန်မအလုပ်လုပ်ပါမယ်လို့ပြောပါတယ်။သူမင်းမကိုအလုပ်မလုပ်စေချင်တဲ့ရော်ဂီကငါအလုပ်သစ်ရှာလို့ရပါတယ်လို့သူမင်းမကိုဖြောင်းပြလိုက်ပါတယ်။ရော်ဂီကနီးပြစီကိုတွားရောက်ပြီးလက်ဝဲပွဲထိုးကျင်တာကြောင့်လေ့ကျင့်ပေးဖို့ကိုတောင်းဆိုပါတယ်။နီးပြကရော်ဂီရဲ့ဘဲဘက်ကိုရိုက်ပြလိုက်ပြီးရော်ဂီကမရှောင်နိုင်တာကြောင့်မင်းဒီလိုအခြေအနေနဲ့အပိုလိုကိုဘယ်လိုရင်ဆိုင်မလဲလို့ပြောပါတယ်။ဒီတိုင်းဆိုမင်းကိုအပိုလိုကတေအောင်ထိုးသက်သွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။အပိုလိုဘက်မှာတော့ရော်ဂီနဲ့ထိုးသက်ဖို့အကြောင်းကိုဆွေးနွေးနေကြပါတယ်။သူ့အဖွဲ့ဝင်တွေကအပိုလိုကိုရော်ဂီကပေါ်သေးသေးမဟုတ်တာကြောင့်ထ မထိုးသင့်ကြောင်းနားချနေပါတယ်။ဒါပေမဲ့အပိုလိုကတော့ Rocky ကိုစိန်ခေါ်ခြင်းကြောင်းပြောကာ Rocky ဒေါသထွက်လာအောင်အပိုလိုကိုစိန်မခေါ်ရဲတဲ့ငကြောက်ဆိုတဲ့ကောင်းစဉ်နဲ့တင်းမထဲခိုင်းလိုက်ပါတယ်။ Rocky ကအပိုလိုရဲ့အင်တာဗျူးကို TV ကနေစောင့်ကြည့်နေခဲ့ပါတယ်။အပိုလိုက Rocky ကိုစိန်ခေါ်ပွဲမထိုးရဲတဲ့ငကြောက်ဆိုပြီးတင်းမီဒီယာရှေ့မှာပြောဆိုနေခဲ့ပါတယ်။ Rocky ကသူ့မိမကိုစိန်ခေါ်ပွဲထိုးမဲ့အကြောင်းပြောတော့သူ့မိမကသူ့ကိုတိကြိုက်တိုင်ရမရစေချင်တာကြောင့်ပွဲမထိုးပါနဲ့လို့ပြောနေပါတယ်။ Rocky ကသူ့ကမိသားစုအတွက်အကူထိုက်သူတယောက်ဖြစ်ချင်ပါတယ်လို့ဆိုကမိသားစုက ိုအဆင်ပြေအောင်ထားကျမှနေလို့ဆိုပါတယ်။အဲနောက်သူနီးပြကသူ့ကိုလာရောက်ခေါ်ဆောင်ပါတယ်။သူမိမကတော့မျက်နှာသိမ့်မကောင်းပါဘူး။အဲနောက်ပွဲအတွက်တင်းစားရှင်လေးပွဲလောက်ကြတဲ့အခါအပိုလိုကလက်ဝိပြန်ပွဲကိုရော်ဂီရဲ့ဇာတိမြေစပန်ထရာမှာကျင်းပမယ့်အကြောင်းပြောပါတယ်။အပိုလိုကရော်ဂီရှုံးနေတာကိုသူ့ဒေသခံတွေမြင်စင်ချင်လို့ပါလို့ပြောပါတယ်။ရော်ဂီကပြန်ပွဲကိုဒီမှာလုံးမယ်ဆိုရင်တွားရလာရအဆင်ပြေသွားတာပေါ့လို့အေးဆေးပြန်ပြောလိုက်ပါတယ်။အပိုလိုကရော်ဂီကကံကောင်းသွားတာဖြစ်ကြောင်းဒီပွဲမှာတော့ငါ့ကိုနိုင်ဖို့ဆိုတာမလွယ်တော့ကြောင်းပြောနေပါတယ်။ရော်ဂီကတော့ တည်တည်ငြိမ်ငြိမ်ပဲပွဲကိုအကောင်းဆုံးထိုးသက်သွားပါမယ်လို့ပြောလိုက်ပါတယ်။နောက်တနေ့ရော်ကီနဲ့နီးပြတို့ဟာလေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပါတယ်။နီးပြကရော်ကီကိုရှေးအောင်နီးရတိုင်းကြက်ကိုဖမ်းကလေ့ကျင့်စေပါတယ်။ကြက်ဖမ်းတာကိုလွယ်မယ်ထင်နေတဲ့ရော်ကီဟာကြက်တကောင်ကိုတောင်မနှဲလိုက်ဖမ်းနေရပါတယ်။အဲနောက်နီးပြကလက်ဝဲအိတ်ကိုအချက်900ထိုးကိုင်းပါတယ်။ရော်ကီကလေ့ကျင့်တာသိစိတ်မပါသလိုဖြစ်နေတာကြောင့်နီးပြကစူနေပါတော့တယ်။တဖက်မှာလည်းအပိုလိုဟာသူ့ရဲ့ကုန်သိကဆယ်ပွဲဖြစ်တာကြောင့်အပြင်းထန်ကိုလေ့ကျင့်နေပါတော့တယ်။ရော်ကီဘက်မှာတော့လေ့ကျင့်နေတာသိစိတ်မပြေတာကြောင့်နီးပြကဆဲ ုချင်းမောင်းနေပါတော့တယ်ပေါ်လီကသူ့ယောက်ဖောက်ကိုအဆင်ပြေရလားလို့မေးတဲ့အခါရော်ဂီကငါလက်ဝဲပြန်ထိုးတာကိုမင်းညမကကြိုက်ဖို့မရဘူးလို့ပြောပါတယ်ပေါ်လီလည်းရော်ဂီကသူ့ညမကြောင့်လက်ချင်းကြီးကိုအာရုံမဆိုင်နိုင်ကြောင်းသဘောပေါက်လိုက်ပါတယ်ရော်ဂီကဒေရန်ကိုစိတ်ချုပ်အောင်သွားမလုပ်ပါနဲ့လို့ပေါ်လီကိုပြောလိုက်ပါတယ်ပေါ်လီကသူ့ညမစီကိုသွားပြီးနေပါလို့ရော်ဂီကိုစိတ်ညစ်အောင်လုပ်နေတယ်လေလို့မေးပါတယ်ဒေရန်ကသူ့တကူခုဖြစ်သွားရင်ငါပဲဝမ်းနေရမှာဒါကြောင့်ငါသူ့ကိုမထိခိုက်စေချင်ဘူးလို့ပြောပါတယ်စကားပြောနေတော့ဒေရန်ဟာရုတ်တရက်ပိုင်းလာခဲ့ပါတယ်မိမိ ကရော်ဂီကိုလေ့ကျင့်ခန်းသိချာမလုပ်ဆောင်တာကြောင့်အရင်လိုသင်္ဘောချင်းကိုတွားပြီးအကျွေးပြန်တောင်းတော့ဒီလောက်ပဲမင်းနဲ့သိမ့်တော်တယ်လို့ဆိုပါတယ်ဒီမြကရော်ဂီကိုစူနေတော့သူမင်းမဆေးရုံရောက်နေကြောင်းအကြောင်းကြားလာပါတယ်ဆေးရုံရောက်သွားတဲ့အခါသူနာပြူကသူမင်းမခလေးမွေးတာအောင်မြင်ကြောင်းခလေးကယောက်ျားလေးဖြစ်ကြောင်းပြောပါတယ်တင်းစိုးအနေနဲ့ကတော့လာမစိပဲမွေးတဲ့ဒေယန်ဟာပင်မနဲ့လှုပ်တယ်လေလှုပ်တာကြောင်းကိုမဝင်သားကြောင်းပြောပါတယ်ရော်ဂီကဒေယန်စီကိုတွားရောက်ခဲ့ပြီးမိမျောနေတဲ့ဒေယန်ကိုတွေ့တော့အလုံးဝမ်းနဲ့တွားခဲ့ပါတယ်ရော်ဂီကမင်းနဲ့ပင်မနဲ့ရောပေါ့ ACA ပါ main dollar တဲ့အထိငါဆောင်နေပါမယ် main dollar မှာပဲကလေးကိုအတူတူကြည့်ကြတာပေါ့လို့ပြောပါတယ်စေယုံမှာဧည့်သည်နေဝေးမရှိတာကြောင့်ဟော်ဂီကသူ့မိမကိုနှုတ်ဆက်ပြီးစေယုံကနေပြန်လာခဲ့ပါတယ်အဲနောက်ဖခင်เจ้าကိုသွားရောက်ပြီးဒေယံအတွက်ဆူတောင်းပေးနေခဲ့ပါတယ် မိပြကရော်ဂီကိုမင်းမှာအစွမ်းစားတွေများကြီးရှိကြောင်းမင်းကြိုးစားလေ့ကျင့်ဖို့သာလိုကြောင်းနားကျနေပါတယ်ရော်ဂီကနီးပြပြောတာကိုစိတ်ဝင်စားပဲသူမင်းမစီကိုပဲဆက်ရောက်နေခဲ့ပါတယ်နီးပြကလည်းရော်ဂီဝမ်းနေနေတာကြောင့်ငါလည်းမင်းနဲ့အတူဆူတောင်းပေးပါမယ်လို့ဆိုကရော်ဂီနဲ့အတူထိုင်ဆူတောင်းနေခဲ့ပါတယ်ရော်ဂီကနေ့တိုင်းသူမင်းမနားမှာသွားရောက်ထိုင်ဆောင်လေးရှိပါတယ်နီးပြကလည်းသူနဲ့အတူအဖို့ဆောင်ပေးပါတယ်ရော်ဂီကသူမင်းမဘေးကထိုင်ကဝိတုစာအုပ်တွေကိုလည်းဖတ်ပြလေးရှိပါတယ်ဖခင်เจ้าကိုလည်းရက်တိုင်းသွားရောက်ဆူတောင်းလေးရှိပါတယ်ရော်ဂီကသူ့တို့တမီး ီးစားပေါ်ကအမှတ်တရလေးတွေကိုစာလေးတစ်စောင်ရေးသားကသူမိမကိုဖတ်ပြပါတယ်။ရော်ဂီယာပုံမှန်အတိုင်းဒေယန်ကိုစောင့်မေးနေတုန်းဒေယန်လက်ဟာလှုပ်လာခဲ့ပါတယ်။အဲနောက်ဒေယန်ဟာမျက်လုံးပွင့်လာခဲ့ပြီးတတိယလာခဲ့ပါတယ်။ရော်ဂီလည်းအလုံးကိုဝမ်းသာသွားခဲ့ပါတယ်။အဲနောက်သူတို့ရဲ့ရင်သွေးလေးကိုနှစ်ယောက်အတူတူထိုင်ကြည့်ရင်ဝမ်းသာပြီးပြီဖြစ်နေကြပါတယ်။ရော်ဂီယာသူ့သားလေးရဲ့နာမည်ကိုရော်ဂီဂျူနီယာလို့ပေးမယ်လို့ပြောပါတယ်။ဒေယန်မကြိုက်တဲ့လက်ဝတ်ထိုးတာကိုမလုပ်တော့ပါဘူးလို့ပြောတဲ့အခါဒေယန်ကလက်ဝတ်ပွဲကိုနိုင်အောင်ထိုးပါလို့ပြောလိုက်ပါတယ်။နေ ည်းရရန်အပိစကားကြောင့်ရော်ကီလည်းအလုံးဝမ်းသာသွားခဲ့ပါတယ်။နောက်တစ်ရက်မှာတော့ရော်ကီကနီးပြားနဲ့အတူပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်ပါတယ်။တီးပွဲဟာသူ့ဇနီးနဲ့သူ့သားအတွက်ဆိုတဲ့စိတ်နဲ့ရော်ကီကအစွမ်းကုန်လေ့ကျင့်ပါတယ်။နီးပြားရဲ့တင်ချပေးမှုရော်ကီရဲ့အားထုတ်မှုတွေကြောင့်သူဟာအပိုလိုကိုရင်ဆိုင်ဖို့အကောင်းဆုံးအခြေအနေကိုရောက်လာခဲ့ပါပြီ။ရော်ကီကအရင်တစ်ခေါက်တည်းဘာတွေလုပ်ဆောင်နိုင်အောင်မလဲဆိုတာကိုတော့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပွဲမထုတ်ခင်တည်းကစိတ်တက်ကြနေတဲ့ရော်ကီကသူ့မြို့ကန်နေတဲ့အတူအောင်ပွဲခံနေခဲ့ပါတယ်။မြို့ကန်တွေကလည်းရော်ကီဘက်ကအ ားပေးနေကြပါတော့တယ်ပွဲထိုးမဲ့ညာရော်ဂီဟာသူကလေးနဲ့မိမကိုနှုတ်ဆက်နေပါတယ်အရှိမလည်းမြို့ကန်တွေဟာသူ့ကိုလာရောက်အားပေးနေကြပါတယ်အဲနောက်လက်ဝဲယုံကိုကားနဲ့ထွက်လာခဲ့ပါတယ်လက်ဝဲယုံမရောက်မီဆေးလုံရှားနေတဲ့ရော်ဂီဟာသူ့ဝဲပြုတ်နေကြဖာသာကြီးကနေကောင်းကြီးခံယူလိုက်ပါသေးတယ်အဲနောက်လက်ဝဲယုံကိုရောက်လာခဲ့ပြီးသူ့ဆရာကနောက်ကျနေလို့စူနေခဲ့ပါတယ်အဲနောက်အဝိစားလဲကလက်ဝဲကျိုးဝိုင်းတဲ့ကိုဝင်ရောက်လာခဲ့ပါတယ်သူ့ရဲ့နောက်မှာတော့အပိုလိုတယောက်ဝင်ရောက်လာခဲ့ပါတယ်အပိုလိုကရော်ဂီကိုပထမအချိန်မှာနဲ့အလဲထိုးဖို့ကြွေးကြော်နေ ပါတယ်။အဲနောက်ဒိုင်လူကြီးဟာသူတို့နှစ်ယောက်ကိုမိတ်ဆက်ပေးကပွဲစည်းကမ်းတွေကိုရှင်းပြပြီးပွဲကိုထိုးဖို့အစဉ်သိပညာပါတယ်။နီးပြကရော်ကီကိုပထမအကြီးမှာမင်းမလဲရင်မင်းနိုင်ပြီလို့ဆိုကအပိစကားပြောလိုက်ပါတယ်။အဲနောက်ပထမအကြီးကိုစတင်ရှင်းပြကြပါတယ်။ပထမအကြီးမှာတော့ရော်ကီဟာအပိုလိုရဲ့ထိုးချက်တွေကိုခံစားနေရပါတယ်။အပိုလိုဟာရော်ကီရဲ့အားနဲ့နေတဲ့ဘယ်ဘက်မျက်လုံးကိုပြားပေးတိုက်ခိုက်ပါတယ်။ရော်ကီဟာတံပြန်ထိုးနိုင်ဖို့ကြိုးစားပေမဲ့အပိုလိုထိုးတာကိုပဲလက်ခံနေရပါတယ်။အပိုလိုဟာရော်ကီကိုတရက်ဆက်ထိုးသိမ်းတိုက်စစ်စင်တဲ့အခါ ရော်ဂီတယောက်အပူလူရဲ့လက်သေးချက်တွေကိုမခံနိုင်တော့ပဲပေါက်ကျသွားခဲ့ပါတယ်ရော်ဂီဟာရုံးကန်ပြန်ထလာခဲ့ပါတယ်ထမှန်ရှင်ပြန်ကြတဲ့အခါရော်ဂီပဲလက်ခံနေရရင်ပထမအကြီးဟာပြီးဆုံးသွားခဲ့ပါတယ်ရော်ဂီတယောက်ပထမအကြီးကိုအောင်မြင်စွာဖျက်ချော်နိုင်ခဲ့ပါပြီဒီပြကရော်ဂီကိုတောက်ခံထားဖို့နဲ့အကောင်းဆုံးထိုးသက်ဖို့အားပေးပြောဆိုပါတယ်အဲနောက်ဒုတိယအကြီးကိုဆက်လက်ရှင်ပြန်ကြပါတယ်အပူလူဟာရော်ဂီကိုဖိအားပေးတိုက်စစ်ဆင်နေစေဖြစ်ပါတယ်ရော်ဂီလည်းစွဲမလျှော့ပဲအပူလူကိုကျူးတောက်ကပ်ကအကောင်းဆုံးထိုးသက်ပါတယ်အဲနောက်ကျူးကနေခွာလိုက်ပြီးအပူလူက ကရော်ဂီကိုအလဲထိုးတော့မှမို့ကင်မရာတွေအသိမြင်ထားလို့ပြောနေပါတယ်။အဲနောက်အပိုလိုကရော်ဂီကိုတတဆက်တွဲလုံးတွေနဲ့ထိုးတတ်ပါတော့တယ်။ရော်ဂီလည်းအပိုလိုရဲ့ထိုးချက်တွေကိုမခံနိုင်တော့ပဲလဲကျသွားပါတော့တယ်။ရော်ဂီကဆွဲမလျှော့သေးပဲကုန်းရုံးပြန်ထလာနေစေဖြစ်ပါတယ်။ရော်ဂီကအပိုလိုရဲ့ထိုးချက်တွေကိုရှောင်ကအပိုလိုကိုကြိုးတောင်းကတ်လိုက်ပြီးတတဆက်ထိုးတတ်ပါတော့တယ်။အပိုလိုလည်းရော်ဂီရဲ့လက်သီးလုံးတွေကိုခံစားနေရပါပြီ။ဒုတိယချီမှာတော့ရော်ဂီတယောက်အေးတသွားခဲ့ပါတယ်။နီးပြားကလည်းရော်ဂီကိုဆက်တောက်ခံထားဖို့အားပေးနေပါတယ်။အဲနောက်တကြီး ေးတစ်ချီထိုးတက်လာရင် အပိုလိုကထိုးတက်လိုက်ရော်ဂီကထိုးတက်လိုက်နဲ့ပြိုင်ပွဲဟာအလွန်ကိုပြင်းထန်လာခဲ့ပါတယ်အပိုလိုလည်းဖိအားပေးတိုက်ဆစ်စင်တယ်လို့အပိုလိုလည်းရော်ဂီရဲ့တွဲလုံးတွေကိုယင်ဆိုင်နေရပါတယ်နောက်ပိုင်းမှာတော့ရော်ဂီဟာအပိုလိုကိုထိုးခင်းတလာခဲ့ပြီးတရဇတ်ထိုးသိမ်းနေပါတော့တယ်အပိုလိုလည်းခေသူမဟုတ်တဲ့အတွက်တံပြန်ထိုးတက်ပါတယ်အပိုလိုဟာရော်ဂီရဲ့အားနဲ့နေတဲ့ဘယ်ဘက်မျက်လုံးကိုဖိအားပေးထိုးတက်ပါတယ်ရော်ဂီဟာတော်တော်ကိုအထိနာနေခဲ့ပြီးရော်ဂီအထိနာတယ်လို့အပိုလိုလည်းအထိနာနေခဲ့ပါပြီထပ်ရှင်ပြန်ရတဲ့အခါမှာလည်းအပိုလိုဟာရော်ဂီကိုကြိုးတော ောင်းကပ်ကလှိမ့်ထိုးနေပါတော့တယ်။ TV ကကြည့်နေတဲ့သူမင်းမဟာရော်ဂီရဲ့အတွက်စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။14ကြီးမြောက်ကိုရောက်ရှိလာခဲ့ပါပြီ။အပိုလိုဟာရော်ဂီကိုထိုးတက်နေစေဖြစ်ပြီးရော်ဂီကလည်းတောက်ခံထားနိုင်ကအပိုလိုကိုတံပြန်ထိုးတက်ပါတယ်။နောက်ဆုံးကြီးကိုရောက်လာခဲ့ပါပြီ။နှစ်ယောက်လုံးဟာတန်ရန်ဘလက်ဘွားနဲ့အလွန်ကိုရုပ်ဆိုးနေခဲ့ပါတယ်။အပိုလိုဟာအမတ်တာနေထားကြောင်းအလဲမထိုးလဲအနိုင်ရပြီဖြစ်ကြောင်းသူနီးပြားကပြောနေပါတယ်။နောက်ဆုံးအကြီးကိုရှင်ပြန်ကြပါတယ်။နှစ်ယောက်လုံးဟာတော်တော်ကိုအခြေအနေဆိုးနေခဲ့ပြီးအပိုလိုဟာရော်ဂီကိုထိုးတက်နေတယ်လို့ရော်ဂီကလည်းအ ပိုလိုကိုတံပြန်တိုက်စစ်ဆင်နေစေဖြစ်ပါတယ်။ရော်ကီရဲ့ထိုးချက်တွေကိုအပိုလိုတယောက်လှိမ့်ခံနေရပါတယ်။ ါပေမဲ့လည်းသူဟာရော်ဂီကိုတံပြန်ထိုးနိုင်ဖို့ကြိုးစားပါသေးတယ်။အပိုလိုရဲ့ထိုးချက်တွေကိုတောက်ခံရင်အပိုလိုကိုတံပြန်ထိုးတတ်ပါတယ်။နှစ်ယောက်လုံးဟာကိုကိုကိုတောင်ကာကွယ်နိုင်စမ်းမရှိတော့ဘဲသူတစ်ချက်ကိုတစ်ချက်စီထိုးတတ်နေပါတော့တယ်။ရော်ဂီကဇွဲမချော့သေးဘဲအပိုလိုကိုထိုးတတ်နေကရော်ဂီရဲ့အပြင်းနဲ့လက်သေးတစ်ချက်မှတော့အပိုလိုလည်းမှောက်ကျသွားကရော်ဂီလည်းအတူမှောက်ကျသွားခဲ့ပါတယ်။နှစ်ယောက်လုံးမှောက်ကျသွားခဲ့တဲ့အတွက်တိုင်ဟာအမှတ်စင်ကြီးပါတယ်။ရော်ဂီနဲ့အပိုလိုတို့ဟာပြန်ထားနိုင်ဖို့ကြိုးစားနေကြပါတယ်။ရော်ဂီလည်းပြန်ထားဖို့ကြိုးစားသလိုအပိုလိုလည်းပြန်ထားဖို့ကြိုးစားနေပါတယ်။ ယ်အမှတ်စဉ်30ပြည့်ကနီးနှစ်ယောက်လုံးမတက်ရက်နိုင်ခဲ့ပေမယ့်အပိုလိုဟာလဲကျသွားခဲ့တာကြောင့်မတက်ရက်နိုင်တဲ့ရော်ကီဟာအနိုင်ရရှိသွားပါတော့တယ်နောက်ဆုံးမှာတော့အားလုံးမမျှော်လင့်ထားတဲ့ရော်ကီတယောက်အနိုင်ရရှိသွားခဲ့ပါပြီအနိုင်ရပေမယ့်ရော်ကီဟာအပိုလိုစီကိုသွားရောက်ကလေးစားမှုကိုပြသခဲ့ပါတယ်သူမိမဟာလည်းသူ့အတွက်အလွန်ကိုဝမ်းသာနေခဲ့ပါတယ်ရော်ကီဟာမီဒီယာရှေ့မှာသူ့ကိုလင်းကျင်ပေးတဲ့နီးပြကိုကျေးဇူးတင်ကြောင်းနဲ့သူ့ကိုတားလဲမွေးပေးတဲ့သူမိမဒေရီယန်ကိုလည်းကျေးဇူးတင်ကြောင်းပြောကြကအနိုင်ပွဲအတွက်ရော်ကီဟာအလွန်ကိုဝမ်းသာနေခဲ့ပါတယ်